မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိုင်ရင်အတွင်းကို short တိုက်ဒုံး drone တို့နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိကြီး2ဦးအပါအဝင်အမြောက်များတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 24ရက်နေ့ည9:00နာရီအချိန်ကမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကို rocket အလုံး20 ဒရုန်း၅စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ရာတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ဇေယသီရိတ်ခမ်းမမှာ အကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိကြီးများအစည်းအဝေးပြုလုပ်နေတဲ့အချိန် short tight rocket ထိမှန်ခဲ့ရာတိုင်းအဆင့်အရာရှိကြီးနှုတ်အပါဝင် အများပြတည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဗဟိုကင်းကိုလည်း short tight rocket ထိမှန်ခဲ့ပြီးတော့ထပ်ဆင့်ပေါက်ကွဲကဘုံမှုတအုပ်အပါဝင်စစ်သားများတည်ဆုံးပြီးကတ္တရာလမ်းပေါ်မှာအသားစများကိုဂေါ်ပြားနဲ့ကျုံးယူရတဲ့အထိကိုပြန်ကျဲကတည်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ တိုင်းယုံကိုကင်းဆောင်ပေးနေတဲ့ရဲလေးဦးဟာလည်းဂရုတ်ချင်းအတွင်းမှာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူတန်းထိုက်နေထိုင်ရာအိမ်ယာဝင်းအတွင်းကိုလည်း rocket များ drone ပုံသီးများကျရောက်ပောက်ကွဲမှုရှိခဲ့ပြီးတော့ထိခိုက်တိတ်ဆုံးမှုများလည်းရှိတယ်လို့သိရပါတယ်။စစ်မြေပြင်စေးတက်ရင်စမရ9အရာရှိရိတ်သားထိမှန်ပောက်ကွဲမှုမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်တိတ်ဆုံးမှုရှိတယ်လို့သိရပါတယ်။တိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့တပ်စေးယုံတဆခွဲ300အရာရှိရိတ်သား ထောက်ပံ့ပို့ဆောင်ရေးတပ်၉နှစ်၉ရိတ်ခါတူလောင်ယုံဆရာဖနခရုံအဆောက်အုံနဲ့ BE မိုင်းတပ်ဖွဲ့ရိတ်သားဆောင်တို့ကိုလည်းထိမှန်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအများအပြားထိခိုက်သေးဆုံးမှုရှိခဲ့ပြီးတံပြားကကားတွေနဲ့ဆေးရုံကိုအသီးသီးတည်ယူပို့ဆောင်နေရတယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲများကိုဆက်လက်ပြီးတော့ဖော်ဆောင်ဖို့အတွက်မိဘပြည်သူတွေရဲ့အကူအညီများစွာလိုအပ်နေပါတယ်လို့ကြောက်လုံးကြီး KLG PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ အမတ908တရင်ကဟာဝေဇာအမြောက်ကြီးများနဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေနေထိုင်ရာခြေရွာများကိုရန်တမ်းပစ်ခတ်နေတဲ့အပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူတန်းထိုက်ကအရေးပေါ်လေကြောင်းပစ်ကူခေါ်ခဲ့တဲ့အတွက်ည9နာရီအချိန်မှာဒရုန်းလေတဲ့စခန်းက 1AK 130 Light Attack Fighter Jet တစ်စီးတက်လာပြီးတော့နမခတက်နေတဲ့မုံရွာယာကြီးလေတဲ့ဆွဲဝင်းကျင်ကိုရှစ်ကြိမ်ခန့်လှည့်လည်ပြန်တန်းခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို ရင်းမာပင်ခရိုင်တရင်21 22 23 KLGPDF ကြောက်လုံးကြီးတပ်ဖွဲ့နဲ့အတူ Children Rocket Brothers CRB Dragon Brothers Task Force DBTF Advance 47 Children Brothers ချုံမိုင်းမိုင်းကနီချုံမိုင်းမိုင်းရင်းမာပင်မုံရွာခရိုင်တရင်73စတဲ့မဟာမိတ်အဖွဲ့များပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာလေချောင်းရံကာကွယ်နိုင်ရေးအတွက် Nationwide Air Scout NAS လေချောင်းကင်းထောက်အဖွဲ့ကကူညီပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောင်းလေမြို့နယ်မှာရှိတဲ့ခိုင်းမြမနယ်ဆက်ဖြတ်ကျော်တဲ့အမှတ်၁ချစ်ကြည်ရီတရားနဲ့အမှတ်၂ချစ်ကြည်ရီတရားကိုစစ်ကောင်စီကပိတ်ထားဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ23ရက်နေ့က KNL နဲ့ PDF များပါဝင်တဲ့တော်လိုင်းရေးမဟာမိတ်တပ်များကမြောင်းလေမြို့ကယာယီဆုတ်ခွာသွားပြီလို့တရားဝင်ကြေညာပြီးတဲ့နောက်ဒီကနေ့၃ရက်ကြာရှိလာတဲ့နေ့အထိကိုစစ်ကောင်စီကအမှတ်၁တရားနဲ့အမှတ်၂တရားတို့ကိုဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။တရားတစ်ကလည်းပိတ်ထားတယ်ပေးမဖြတ်ဘူး။ မဲဆောက်ဘက်ကနေကူးလာလို့တော့ရတယ်တရားနှစ်ကလည်းပိတ်ထားသေးပဲကုံကားတွေလည်းပေးမဖြတ်တော့ဘူးမြို့ထဲမှာတော့ BGF တပ်တွေရှိနေတယ်စစ်ကောင်စီတပ်တွေတော့မမြင်မိဘူးမြို့ကလည်းတိတ်ဆိတ်၆ကတ်နေတယ်မင်းညကတော့ဆွဲတော်ကုန်း၄ကီကောနဲ့လက်ခတ်တောင်ဘက်မှာလေရင်နဲ့ဘုံကျဲတာတွေရှိတယ်လို့မြောက်ရီမြို့အခြေစိုက်ကုံတွေတအုပ်ကပြောပြလာပါတယ်စစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်များကမြောက်ရီမြို့ကိုရောက်ရှိဖို့အတွက်ဒေါနတောင်ကြီးကိုဖျက်ကျော်ဖို့အတွက်စူးစမ်းလျက်ရှိပြီးတော့စစ်ကူတပ်များမရောက်သေးရွေ့အမှတ်တရတားနဲ့အမှတ်နဲ့တရားကို ိတ်ထားမဲ့အခြေအနေရှိတယ်လို့ယူဆရကြောင်းမြောက်ရီမျိုးကစီရေးသတင်းအရင်းမြစ်ကတုံ့တက်ထားပါတယ်။အခုကမြောက်ရီမျိုးကိုထိန်းထားတာက BGF ကထိန်းထားတာဆိုတော့စစ်တပ်ကသူ့ရဲ့စစ်ကူတပ်တွေမယောင်မချင်းတော့တရားဝင်ကုံသွယ်ရေးတွေရောဖျက်ဆီးသွားလာမှုတွေရောပိတ်ထားမယ်လို့ယူဆရတယ်။မြောက်ရီကိုသူ့လက်ထက်ပိုင်ပိုင်နိုင်နိုင်ရောက်အောင်စောင့်နေတယ်လို့ယူဆရတယ်လို့မြောက်ရီမျိုးကစီရေးသတင်းအရင်းမြစ်ကတုံ့တက်ထားပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဘက်အချမ်းကိုရောက်ရှိနေတဲ့မြောက်ရီမျိုးကစစ်ဘေးရှောင်ပြည်သူများအားလုံးဟာမြန်မာနိုင်ငံဘက်အချမ်းကိုပြန်လည်ရောက်ရှိလာတာက ထိုင်းအစိုးရကစစ်ဘေးရှောင်စခန်းများအလုံးကိုပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဖျောက်ချရန်ကြံစည်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရတဲ့လယ်စေဝင်ကြီးဟောင်းမြစ်လိုင်ထံကနေပြီးတော့ rifle မောင်းမြန်တနက် pistol တနက်နဲ့ကြီးစံအများပြသိမ်းဆီးရရှိပြီးတော့အဲ့ဒီလက်နက်များသိမ်းဆီးရရှိမှုအတွက်စစ်တပ်အရာရှိတချို့နဲ့ဘိုးချုပ်ဟောင်းတချို့ကိုပါစစ်ဆေးမင်းမြန်ခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်နက်တွေနဲ့ကြီးစံတွေဖမ်းမိထားတာရှိပါတယ် အဲ့ဒါဘာအတွက်လဲဆိုတာကိုအဓိကစီစစ်နေတယ်လို့သိရတယ်ဘလို့အချိန်ဆက်တွေနဲ့လက်နက်တွေရယူခဲ့တယ်လဲဆိုတာကိုလည်း live ပေါ်ထုတ်နေတယ်လို့သိရတယ်လက်နက်နဲ့ကြီးစားနေကလည်းတက်မတော်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အရာရှိတချို့စီကနေတစ်ဆက်ဝယ်ယူရယူစုဆောင်ခဲ့တယ်လို့သိရတယ်အဲ့ဒီအတွက်လဲပါဝင်ပတ်သက်နေတယ်လို့ယူဆရတဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေစစ်အရာရှိတချို့ကိုခေါ်ယူမေးမြန်းခံရတာတွေရှိတယ်နောက်တစ်ခါဗိုလ်ချုပ်မြင့်လိုင်ရဲ့မိတ်ဆွေဗိုလ်ချုပ်ဟောင်းတချို့ကိုလည်းခေါ်ယူမေးမြန်းတာတွေရှိတယ် နှမ်းနာမျိုးတော့မဟုတ်ဘူးလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောကြားထားပါတယ်။လက်နက်နဲ့ကြီးစံများဟာလုံခြံခံရမှာကိုစိုးရိမ်ပြီးတော့မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက်ဖြစ်တယ်လို့ဗိုလ်ချုပ်ဟောင်းမြင့်လှိုင်ကထွက်ဆိုထားတော့လေစစ်ကောင်စီဘက်ကလက်နက်များဘာတော့ချောင်းရယူတင်စီထားလဲဆိုတဲ့မေးခွန်းကိုအချိန်ချင်းစစ်ဆေးမေးမြန်းလျက်ရှိတယ်လို့သိရပါတယ်။လက်ရှိခေါ်ယူစစ်ဆေးနေမှုများကိုလည်းသတင်းမပေါက်ကြားစေရန်အထူးလျော့ဝှက်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ခေါ်ယူမေးမြန်းခံရတဲ့စစ်အရာရှိတချို့နဲ့ ဘိုးချုပ်ခေါင်းတချို့ကိုလည်းသတင်းပြန်လဲပေါက်ကြားခြင်းမရှိစေရန်တာဝန်ယူပါတယ်ဆိုတဲ့ခံဝန်များလက်မှတ်ရေးထိုးခိုင်းတာကြောင့်သိရပါတယ်။လဲဆဲဝင်ကြီးဟောင်းမြင့်လိုင်ကိုဖမ်းဆီးမှုနောက်ဆက်တွဲအဖြစ်နဲ့မင်းအောင်လိုင်ရဲ့အကြံပေးဒုတိယဘိုးချုပ်ကြီးညိုစောစံဖို့ပါတီရဲ့ CEC နဲ့နိုင်ငံသားရေးကော်မတီတာဝန်ခံဒုဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးတို့ကိုစစ်ကောင်စီကဖမ်းဆီးဆက်ဆေးလျက်ရှိရာ၎င်းစစ်ဆေးမှုတွေဟာလည်းမပြီးဆုံးသေးပဲဆက်လက်ပြီးတော့စစ်ကြောလျက်ရှိတယ်လို့သိရပါဗါး။၎င်းတို့ရဲ့မိသားစုဝင်တချို့ကိုပါအကြေကျုပ်ထားရှိတယ်လို့သိရှိထားရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါရယ်စစ်ကောင်စီရဲ့အကြမ်းလိုက်စားမှုကော်မရှင်ကလယ်ဆယ်ဝန်ကြီးဟောင်းမြင့်လာဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးတို့ကိုအကြမ်းလိုက်စားမှုများနဲ့အမှုဖွင့်ထားတယ်လို့သိရပါရယ်ဒါပေမဲ့လက်တွေ့စစ်ဆေးမှုများဟာအကြမ်းမှုမဟုတ်ပဲစစ်ကောင်ဆောင်မင်းအွန်လိုင်းကိုဖြုတ်ချရန်ကြံစည်တဲ့ကွန်ရက်နဲ့လှုပ်ရှားမှုတွေကိုဖော်ထုတ်နေခြင်းဖြစ်တယ်လို့သိရပါရယ်လက်ရှိစစ်ကောင်စီကဖမ်းဆီးထားတဲ့မြင့်လှဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးတို့ဟာ အရင်စစ်အာဏာရှင်ဟောင်းတန်းရွှေရဲ့အဓိကလူယုံများဖြစ်ပြီးတော့စစ်ကောင်းဆောင်တန်းရွှေထံကိုအဝေအထွက်ရှိနေသူများဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်ဝမ်မတူးတိုက်နယ်ဆေးရုံကိုအကြမ်းဖက်စစ်ကောင်းစီကလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာပြည်သူ၄ဦးသေဆုံးပြီး၁၀ဦးနဲ့အထက်ဒဏ်ရာရရှိကဆေးရုံအဆောက်အုံဟာလည်းလုံးဝပျက်စီးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဧပြီလ25ရက်နေ့ည8:00နာရီအချိန်ကန်းက မင်းတပ်မျိုးနဲ့တိုက်နယ်နှစ်မှာရှိတဲ့ဝမ်မတူးစေယုံကိုအကြက်ဘက်စစ်ကောင်စီက Jet Fighter လေယာဉ်နဲ့ဗုံးကျဲတိုက်ခတ်ခဲ့ရာစေယုံအတွင်းစေကူတမှုခံယူလျက်ရှိတဲ့အရသာပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူ၁၀ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့ပြီးစေယုံအဆောက်အုံဟာလည်းလုံးဝရစရာမရှိအောင်ပျက်စီးသွားတယ်လို့သိရပါဗျ။စေယုံတက်နေတဲ့ပြည်သူ၄ဦးသေဆုံးတဲ့၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိတယ်လို့ကနအူးသိထားရပါဗျ။စေယုံကတော့လုံးဝရစရာမရှိတော့တဲ့အနေထားပါ။မနေ့ကတနေကုန် တညာလုံးနှီးပါတိုက်ခိုက်ခံရတယ်လို့ပြောလို့ရပါတယ်မြို့နယ်အတွင်းမှာလည်းဘာတိုက်ပွဲမှမရှိပါဘူးလို့ CDF မင်းတပ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီဝမ်တူးဆေးုံအပြင်အရသာပြည်သူများရှိတဲ့အခြားနေရာတွေကိုလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုတွေရှိခဲ့ရာထိခိုက်ပျက်စီးမှုရှိပြီးဘလောက်ထိထိခိုက်ပျက်စီးဆုံးရှုံးသွားလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်အလားတူပဲ AP လ25ရက်နေ့ညနေ4:30မိနစ်အချိန်ကလည်းမင်းတပ်မြို့နယ်တိုက်နယ်နှစ်အတွင်းကိုအကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့2ချိန်112အမျိုးအစား၄ရင်နဲ့5ချိန်တစ်ချိန်ဘုံကျဲရင်ဘုံသီး10လုံးနှုတ်နဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ